ရခိုင်ကတန်တွေအပါအဝင်ကြောက်ဖြူမြောက်ဦးမင်းပြပုံနာကျွန်းစတဲ့မြို့နယ်တွေကဒေသခံကလေးငယ်တွေနဲ့ဆွေပေးချောင်ကလေးငယ်တွေဟာအခုမတ်လအတွင်းမှာအဲ့ဒီရောဂါကိုအများပြားခံစားနေကြရတာဖြစ်တယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောဆိုကြပါရယ်။တန်ရွယ်မြို့နယ်မှာမတ်လဒုတိယဘက်လောက်ကနေစပြီးဆွေပေးချောင်နဲ့ဒေသခံကလေးငယ်အယောက်40လောက်ဟာရေကြောက်ရောဂါဖြစ်ပွားနေတယ်လို့ကုညီဆောင်ရွက်ပေးနေတဲ့ကိုသက်လွင်ဖြိုးကပြောပါရယ်။ ဆယ်နှစ်အောက်ကလေးငယ်တွေမှာကြောက်ရွံ့တာဖြစ်ပွားနေမှုတွေကြောင့်ဖျားနာမှုတွေလည်းရှိနေကြတယ်လို့သူကပြောဆိုပါတယ်။အဲ့ဒီရေကြောက်ယောဂဟာဆောင်းအကုံ၊နှွေရသီမအဖြစ်များပြီးအသက်၄နှစ်နဲ့ဆယ်နှစ်အကြာကလေးငယ်တွေမှာအဖြစ်အများဆုံးဖြစ်တယ်လို့သိရပါတယ်။ယောဂဖြစ်ပွားလာလို့ရှိရင်ခန္ဓာကိုယ်ရာရန်တာ၊နှာစီတာ၊ရှောင်းဆိုးတာ၊ကြွက်သားနဲ့ကြောကုန်း၊ကြိုက်ခဲတာနဲ့ကိုယ်ပူပီးခန္ဓာကိုယ်အနှံမှာအနေဆက်တွေအပူပိန်တွေထပ်တာ ြည်ရဲ့အိတ်တွေရောင်ရမ်းနာတွေကိုဖြစ်ပွားစေတယ်လို့ဆရာဝန်တွေကပြောဆိုထားပါတယ်။